thank uh you -huh. င်္ဂလာပါရှင်ခစ်တင်ニュースကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တက်စင်ပြေးပြီလို့သိရဆိုရင်စောင်းပါတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့နှစ်ထိုင်းကိုပြန်ရောက်လာပြီးရဲ့နောက်လူနာဖြင့်အယောင်ဆောင်လင်းလဲပြီးရှဲစင်းရုံ၁၄တက်မှာတွားနေခဲ့တာနဲ့ပတ်သက်လို့လာမင်းကျော်၁၃ရက်နေ့မှာတရားရုံးကအမိန့်ချဖို့ရှိပါတယ်တနိုင်ငံလုံးမှာရှိရင်အတော်ဆုံးဝါရင်ဆုံးတမတော်ကြီးတွေနဲ့ဖွင့်ထားတဲ့စေကောင်စီကတက်စင်ဟာယောဂအချိန်ကြီးအလွန်ဆိုးပြီးအသက်အနည်းဆိုးရင်ရတယ်ဆိုတာမဟုတ်မှန်ကြောင်းနဲ့ဘာထောက်ထားမှမရှိကြောင်းလိန်လယ်မှုသာဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ပြီးရဲ့နောက် မှာအဲ့ဒီအတွက်လင်းပေးခဲ့တဲ့ရဲစင်းယုံကရဲဘူကျုံဆရာဝန်ကြီးတွေကိုအပြစ်ပေးအရင်ယူတာတန်ဝမရှန်နာလာတွေလုပ်ခဲ့ပါတယ်ဒီလိုလင်းပြီးထောင်ထဲမှာမနေပဲရဲစင်းယုံမှာသွားနေတဲ့အတွက်ဒတ်စင်ကိုလည်းအပြစ်မရှိလာမယ်73ရက်နေ့မှာတရားရုံးဆုံးဖြတ်ချက်ချဖို့ရှိပါတယ်လက်ရှိနိုင်ငံရေးအခြေအနေတွေပြိုင်ဆိုင်မှုတွေရတက်စင်ဟာအခြေအနေမကောင်းပါဘူးဒါကြောင့်လည်းအကြောင်းမျိုးမျိုးပြပြီးနိုင်ငံပြင်ပကိုတရားဝင်ဝင်ထပ်နိုင်ဖို့အတွက်နီလန်းပေါင်းစုံနဲ့၅ချိန်ထိခွင့်တောင်းခဲ့ပြီး တရားရုံးကခွင့်မပြုခဲ့တာကြောင့်ထွက်ပြေးဖို့စီစဉ်နာရီကိုပြောခဲ့ပြီးဖြစ်ပါတယ်။အခုတော့ပြောခဲ့တဲ့အတိုင်းပဲကမ်မောရီးယားနေဆက်ကနေထွက်ပြေးသွားခဲ့ပါပြီလို့ဖလိုဝမ်ဂျန်တိုင်းပါတီကောင်ဆောင်နေနိုင်ဘူးရဝီရှုံဂျန်တာက TV အင်တာဗျူးတစ်ခုမှာအတည်ပြုပြောကြားလိုက်ပါတယ်။တက်ဆင်ဟာကမ်မောရီးယားနိုင်ငံသားပတ်စပို့အသစ်နဲ့ထွက်ပြေးသွားပြီဖြစ်ကြောင်းဒွန်မောင်းဒီစိန်မှာရှက်ထားတဲ့သူရဲ့လင်းရင်ဟာလည်းမရှိတော့ကြောင်းဒါပေမဲ့တက်ဆင်ကအထိုင်းကနေလင်းရင်နဲ့သွားတာမဟုတ်ဘဲနေဆက်လမ်းကနေသွားတာဖြစ်ကြောင်းသူရဲ့လင်းရင်ကဖနွမ်းပင်ကပိုချင်တုံးဒီ ိန်မှာနောက်ကလိုက်သွားပြီးစောင့်နေတာဖြစ်ကြောင်းတက်စင်ကရဲကြိုဆောင်စွိုင်းတောင်မြို့ရက်စော့မှာကြိုရောက်ပြီးအနားယူနေခဲ့ကြောင်းတက်စင်တမီဝင်ကြီးချုပ်အုံးအင်နဲ့သူ့ရဲ့မောင်နှမတွေကလည်းသူ့အဖေကိုသွားပို့တဲ့ပုံစံနဲ့ကြန်ထပ်ပူရီကိုရဲဌာနပိုင်းဟဲလီကော်ပတာနဲ့တာမိုင်းလီရင်ကွင်းကိုမေလ18ရက်နေ့မှာသွားခဲ့ကြောင်းအဲ့ဒီနေ့မှာပဲတက်စင်ကိုလုံခြုံရေးယူပြီး Lexus အမေရောင် license number 61ဖန်ကောင်း ဖားကပောင်ကိုခေါ်သွားကြဖားကပောင်ကနေဖနွမ်းပင်ကို9နာရီခန့်နဲ့ကမောင်းသွားကြတက်စင်နဲ့လင်းရင်ကဖနွမ်းပင်ကပူချင်းတုံးလင်းရင်ကွင်းမှာစောင့်နေကြတာဖြစ်ပြီး အဲ့ဒီမှာတညာ AP နောင်ဟောင်ကမှသူညမပြည်ပြည်ဝင်ကြီးချုပ်ဟောင်ရှင်လက်နဲ့သွားတွေ့တာဖြစ်ကြောင်းတက်စင်းအရှင်ကရှိနေတဲ့ကမ်မောရီးယားနိုင်ငံသား passport ကိုတရားရုံးကသိမ်းထားတာကြောင့် passport number ဟောင်ကိုမသုံးတော့ဘဲတော်နီဝက်ဆွန်အမည် passport number အသင်းနဲ့ကမ်မောရီးယားကနေဟောင်ကောင်ကိုသွားတာဖြစ်ကြောင်းသိရပါတယ်။နောက်တစ်ချက်အတည်ပြုနိုင်တာကလည်းတက်စင်းကပြီးခဲ့တဲ့တပတ်လုံးသတင်းမီဒီယာတွေရှိလုံးဝပေါ်မလာအတွေ့မခံတော့တာပဲဖြစ်တယ်လို့ပြောပါတယ်။ ။လာမယ့်ဇွန်လ23ရက်နေ့မှာချမယ်။တရားရုံးရဲ့အမိန့်ဟာသူ့အတွက်အပြုသဘောဆောင်မယ်ဆိုရင်တော့ထောင်ထဲသွားမနေရဘူးလို့အမိန့်ချရင်သူ့ထွက်ပြေးတဲ့လမ်းကြောင်းကနေပဲပြန်ဝင်လာနိုင်ပါတယ်လို့ရှင်းတာထားပါတယ်။ဆက်လက်ပြီးဝိုင်းမွန်နဲ့ဖားကန့်ဒေတာတိုက်ပွဲဆက်ဖြစ်နေပြီးစစ်ကောင်စီတပ်အထိနာရဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဝိုင်းမွန်မြို့နယ်လက်မြန်းချင်းရွာနဲ့ဖားကန့်မြို့နယ်နန့်တိန်ချင်းရွာနီးမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်နဲ့စစ်ကောင်စီပြည်သူ့စစ်ပူပေါင်းတပ်တွေကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းကချင်စစ်ရေးတရင်ရင်မြစ်တချို့ကအသိပေးပါရယ်။ဝိုင်း ိုင်းမော်လမြန်ရွာနေ ခက်ချူရွာမှာဒီကနေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်အလောင်းနဲ့လက်နက်တချို့ရရှိခဲ့ကြောင်းကချင်စည်သတင်းအရင်းမြစ်တုံးကအသိပေးထားပါတယ်။အခြားကချင်သတင်းအရင်းမြစ်တုံးကလည်းမနေ့ကနှစ်ကြိမ်ပေါ်တိုက်ပွဲဖြစ်တာဝိုင်းမော်အမြန်လက်ပတ်မှာစားခရီကထိုးစစ်ဆင်လာတာအဲ့ဒီစတုံးကပိုက်တီလက်ပတ်ပေါ်ဝိုင်းမော်အတွက်ကံမတ်တီအထွက်ပေါ်လို့မနေ့ကဝိုင်းမော်ဒေသတိုက်ပွဲအခြေအနေကိုရှင်းပြပါတယ်။မနေ့ကတိုက်ပွဲမှာစစ်ကောင်စီတပ်မှ၁၀ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပြီးမေလ၂၄ရက်ဝိုင်းမော်တိုက်ပွဲမှာလည်းစစ်ကောင်စီတပ်အထိနာခဲ့တယ်လို့ဆိုပါတယ်။ အလောင်းတွေကတော့မနေ့ကညကအကုန်လုံးသူတို့ဆွေးသွားတယ်ဒီမနက်သွားကြည့်တော့အလောင်းတွေမရှိတော့ဘူးဒီမနက်လည်း9နာရီခွဲလောက်ပေါ့သူတို့လက်မြတ်နဲ့မှစုနေတာအဲ့ဒါကျွန်တော်တို့လည်းလက်နက်ကြီးတွေပြစ်ထက်လိုက်တော့သူတို့တော်တော်ထိသွားတယ်လို့ကချင်တရင်ရင်းမြစ်တွေကပြောပါတယ်ဒါအပြင်ဖားကန်လမ်းမှာတိုက်ပွဲဆက်ရှိနေပြီးစစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တယ်လို့ပြောပါတယ် ဖားကန်လန်ဒီနေ့တိုက်ပွဲဖြစ်တာနတ်တိမ်မရောက်ခင်ပြောင်းအောင်လို့ခေါ်ရင်အဲ့ဒီနာတိုက်ပွဲဖြစ်တာစခရီအတော်အထင်လာတယ်လို့သတင်းအရင်းမြစ်ကပြောပါရဲစကောင်စီနဲ့ပြည်သူ့စစ်ပူပေါင်းတပ်ကအင်အားအလုံးကြီးနဲ့ဖားကန်ဒေသပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းလျက်ရှိရာ KIA ပူပေါင်းတပ်ကလည်းခုခံတိုက်ခိုက်နေပြီးမေလအတွင်းတိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားလျက်ရှိပါတယ်။ကချင်ဒေသစည်ရေးချီနေတဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံပူမူကြီးနောက်ပူထန်ကိုဒီကနေ့ညပိုင်းမှာဆက်သွယ်မိမြန်ထားပြီးအဆက်အသွယ်မရသေးဘူးလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်အင်အားတရာခန့်တပ်ဆွဲထားတဲ့ဘလက်ဒိုစစ်တပ်စခန်းကိုသိမ်းပိုင်မှုစစ်တပ်ဘက်မှစစ်တီအများပြားထိုင်းဘက်ကိုထွက်ပြေးပြီးလက်နက်ချသူများရှိကတိုက်စုံတရားရရှိသူများပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ဘလက်ဒိုကျင်းရွာနီးရှိစစ်တပ်စခန်းကို KNL ဥဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်ရာမှာစစ်ကောင်စီတပ်ဘက်မှအများအပြားထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားပြီးလက်နက်ချသူတွေလည်းများပြားရှိကြောင်းရှေ့တန်းတော်လိုင်းသတင်းရင်းမြစ်တွေကပြောဆိုပါတယ်။ မေလ23ရက်နေ့ညနေ3:00နာရီချိန်စစ်ကောင်စီတပ်ရဲ့ဗလက်တိုစခန်းကို KNU တပ်မကြဦးဆောင်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL လီကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတို့ PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်မှသေဆုံးသူတွေရှိပြီးလက်နက်ချသူများလည်းရှိကြောင်းထိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသူတွေလည်းရှိကြောင်းတော်လိုင်းသတင်းရင်းမြစ်တွေကဆိုပါတယ်စခန်းထဲမှာလည်းတည်တဲ့စစ်သားလောင်းတွေကများတယ်လက်နက်ချတာတွေကလည်း20ကျော်ရှိတယ်ထိုင်းဘက်ကိုထွက်ပြေးတာကလည်း25ဦးလောက်ရှိတယ်စခန်း မ်းမာကအင်အားတရာလောက်တက်ဆွဲထားတာအခုထွက်ပြေးပြီးစပ်ပြိုးရေးအခင်းအနေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိနေသေးတယ်။ရှင်းလင်းနာတွေလုံနေတော့မယ်လို့ရှင်းလန်းတော်လန်ကြီးတည်င်းရင်မြစ်ကဆိုပါတယ်။ထိုင်းချေဆိုင် match တော့ သတင်းဌာနကလည်း KNU ဟာပလက်တိုစစ်တပ်စခန်းကိုသိမ်းပိုက်ပြီးရင်နောက်တေဆောင်သူထွက်ပြေးသူနဲ့ဒဏ်ရာရရှိသူစစ်သား60ခန်းရှိပြီးထွက်ပြေးလာသူများမှာထိုင်းပတ်နဲ့နေမြေအတွင်းကိုဝင်လာနိုင်ကြောင်းသတင်းရေးသားဖော်ပြထားပါတယ်။ KNL မဟာမိတ်ပူးပေါင်းတပ်တွေကချိန်မုံနိုင်ခဲ့ပြီဖြစ်တဲ့ပလက်တိုစစ်တပ်စခန်းမှာ2022ခုနှစ်မလ29ရက်ကတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား60ခန်းထိ傷ခဲ့ကြောင်းစစ်ကောင်စီကအဲ့ဒီစခန်းကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းဒါကြောင့်အခု2025ခုနှစ် င်းမေလာမှာနှစ်ကြိမ်မြောက်ပြန်လဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်လက်တလောသေးဘောပုံရွာရှိသေးဘောပုံစစ်တပ်စခန်းကို KNL ရဲ့မဟာမိတ်တွေကဆက်လက်ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းဒါပြင်ဝေါ်လီပြူဟာစခန်းကနယ်လီစခန်းတီကပလယ်စခန်း ဥက္ကဋ္ဌစကန်တို့ကိုလည်း KNL မဟာမိတ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်တိုက်ခိုက်နေရှိကြောင်း KNL တပ်သတင်းရင်းမြစ်တွေစီကသိရပါဗျ။နောက်ထပ်တပုတ်အနည်းမင်းကင်းမြို့နယ်ရှိကျင်းရွာနှစ်ခုအတွင်းကိုတိုက်ပွဲမဖြစ်ပေစစ်လင်ရင်နဲ့ပုံကျဲမှုကြောင်းအသက်9နှစ်မှ17နှစ်အရွယ်ထိကလေးငယ်များပါဝင်ပြည်သူ10ဦးသေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမင်းကင်းမြို့နယ်တာစီရွာနဲ့မင်းစုရွာကိုအစံဖက်စစ်တပ်ကလင်ရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင်းအသက်9နှစ်မှအသက်17နှစ်အရွယ်ထိကလေးငယ်များပါဝင်ပြည်သူ10ဦးသေဆုံးခဲ့ကြောင်းဒေ သခံပြည်သူတွေကပြောပါတယ်မေလ23ရက်နေ့နေ့လယ်2:45မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြံဖက်စစ်တပ်ကမင်းကင်းမြို့နယ်တာစီရွာနဲ့မင်းစုရွာကိုလင်းရင်နဲ့ပုံကျဲတိုက်ခိုက်တာဖြစ်ကြောင်းပုံကျဲမှုမှာပြည်သူများနေထိုင်တဲ့ခြေရွာများအတွင်းကိုလင်းရင်နဲ့ပုံကျဲချတာဖြစ်တာကြောင့်ထိခိုက်ဒေဆမှုများပြားခဲ့ကြောင်းသိရပါတယ် အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံထိခိုက်တဲ့ပြည်သူများမှာအသက်၅နှစ်အရွယ်မနှင်းရည်ဒီဝင်းအသက်၆နှစ်အရွယ်မောင်ဖုံးခန့်ဖြူအသက်9နှစ်အရွယ်မောင်ထက်နေကြီးနဲ့မောင်ဖြိုးမင်းကန်အသက်၈နှစ်အရွယ်မဆောင်းသစင်တွင်နဲ့မောင်ကျော်ဖြိုးအောင်အသက်၉နှစ်အရွယ်မဖြိုးဤစဉ်အသက်၁၇နှစ်အရွယ်မောင်ရှင်းတန်အသက်၂၃နှစ်အရွယ် ချစ်စန်းတွင်အသက်29နှစ်အရွယ်နှင်းဤစန်းအသက်35နှစ်အရွယ်မန်းရင်လာအသက်36နှစ်အရွယ်တိန်လွင်ဦးအသက်38နှစ်အရွယ်ပြူးစိန်အသက်39နှစ်အရွယ်ဘိုးဦးအသက်40အရွယ်နှင်းနုအောင်အသက်42နှစ်အရွယ်စော်မင်းဦးအသက်46နှစ်အရွယ်စော်လင်းအသက်48နှစ်အရွယ်မောင်စိုးအသက်84နှစ်အရွယ်ဒေါ်စိန်ကျွေတို့ပါဝင်ကြောင်းသိရပါသည်။လေရင်နှင့်ပုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများမှာအသက်အန္တရာယ်ဆိုရင်ရသူများလည်းပါဝင်ပြီးတည်ဆောင်းသူအရေးအတွက်ပုံမှုများပြားလာနိုင်ကြောင်းဒဏ်ရာရရှိသူများကိုစိတ်ကူတ မှုများပြီးနေတော့လဲစိုးရင်ရသူများကိုကုသပေးရမှာစေဝါနဲ့စေပစ္စည်းကရိယာမလုံလောက်မှုများရှိနေကြောင်းသိရပါတယ်။မင်းစုနဲ့တာစီရွာတွေကိုစစ်ခွေးတွေကလင်းရင်နဲ့ပုံကျဲချတိုက်ခိုက်တာတည်ဆုံမှုစည်ရင်ကပိုတိုးလာနိုင်တယ်။အခုလက်ရှိစည်ရင်ကကျွန်တော်တို့အတီးပြုတ်နိုင်တာပေါ့လို့ဒေသတရင်ရှင်မြစ်တွေကပြောဆိုပါတယ်။အကြံဖက်စစ်ကောင်စီတပ်ကမေလ6ရက်နေ့မှာမေလ31ရက်နေ့ထိအပြစ်ကတ်ရဲစေးကြီးကြီးညာထားတော့လဲနိုင်ငံတော်မှလေးကြောင်းတိုက်ခိုက်မှုများစစ်ကြောင်းထုတ်မှုများနဲ့ပြည်သူများကိုပြစ်ခတ်တပ်ဖြတ်ဖမ်းဆီးမှုတွေကိုစက်တိုက်လှောက်ဆောင်လျက်ရှိကြောင်းတော်လိုင်းတ က်ဖွဲ့တွေကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။